မင်္ဂလာပါတီချက်တီနာပါတီချက်တီနေ့တင်မှာက Great Wholeness ရဲ့ Chapter 3လေး Analytical Solid Geometry အပိုင်းမှာ Exercise 3.3ရဲ့ Number 3လေးရောက်ပါပြီအဲ့တော့တီချက်ရဲ့ဒီ Chapter ဒီမှာတင်ထားတာက Playlist ထဲမှာဆိုရင်ရှေ့ပိုင်း Part တွေမှာက Notes နဲ့ Example တွေနဲ့အရှိမရှိမှဖြစ်ပါတယ် Exercise ကနောက်မှရှိမှဖြစ်ပါတယ် Exercise တွေကိုနောက်မှဆက်တင်ပေးနေတာဖြစ်တဲ့အတွက် Theory ဘိုင်းနဲ့တင်ချာဟာအဓိကက နော့စ်နဲ့ theory ဘိုင်းတွေကိုဂါဂနနနားလည်မှသာလည်းဖြေဆိုနိုင်မှာဖြစ်ပါတယ်။ပုံစံတစ်ပုဒ်စင်းကြီးကိုအလွတ်ရယုံနဲ့မရပါဘူး။ဒါကြောင့်မလို့အလေးအကျင့်ဒီတေချာနားလည်ဖို့နော်နားလည်ဖို့နဲ့တွက်နီးကိုဂါဂနနတီးဖို့အခြေခံကြကြတီးဖို့ကအရေးကြီးဆုံးဖြစ်တဲ့အတွက် notes နဲ့ example ဘိုင်းကိုကြည့်အောင်အရင်ကြည့်ပါ။အဲ့ဒါရပြီဆိုမှ exercise ကိုကြည့်ပါ။ဒါဆိုရင် exercise မှာကိုယ့်ဘက်ကိုလည်းလိုက်တွက်ကြည့်လို့ရသွားမှာဖြစ်တဲ့အတွက်ကိုစားရလားမရလားလည်းတခါလေးတီးသွားမှာဖြစ်တဲ့တွက်နီးနဲ့ စနစ်တကျတိမှသာလင်အဲပုံစံနည်းနည်းလေးပြောင်းသွားတဲ့ပုံစံလေးကိုလည်းတွန့်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့အခြေခံကြက်ကြပဲတင်ထားပေးတာဖြစ်တဲ့အတွက် notes နဲ့ example လေးတွေကိုအရင်ဆုံးကြည့်အောင်ကြည့်ကြည့်ပြီးပြီးဟေးဆိုရင်တော့နောက်က exercise တွေကိုတစ်ချက်ဆက်လိုက်ပြီးတော့တွတ်ပေးသွားမှာဖြစ်ပါတယ်တစ်ချက်နောက် video တွေကိုလည်းဆက်ဆောင်ကြည့်နိုင်ပါတယ်ကဟုတ်ပြီအဲ့ဆိုချက်ရနံပါတ်3လေးကိုကြည့်အောင်နော်နံပါတ်3လေးမှာက find the equation of the line နော် equation of the line line ရဲ့ equation ကိုရှာပါလို့ပြောလိုက်ရင် line ရဲ့ equation နှစ်မျိုးရှိမယ် equation of the line က x y နဲ့ x1 by l y minus y1 by m z minus z1 by n နော်ဒါတခု coordinate form နဲ့သုံးမဲ့ဆိုရင် x y z equal to the x1 plus kl y1 plus km z1 plus kn နှစ်ခုစလုံးရေးလို့ရတယ်เนาะအဲ့ဒါသူမေးတဲ့ဟာ ဒါကမေခွန်းเนาะမေခွန်းမှာ2မျိုးရေးလို့ရမယ်ဒါဆိုရင်တချို့ရုပ်ဆက်ကြည့်လိုက်အောင်เนาะမေခွန်းလေးကိုအဲ့ဒီ equation of the line ကဘသူရဲ့ equation of the line လဲဆိုရင်ね passing through တဲ့ passing through ဆိုတော့ဖြတ်သွားတယ်တဲ့ the point အမှတ်ဒီအမှတ်ကလေး8 minus 1 minus 10ဆိုတဲ့အမှတ်ကလေးကိုဖြတ်သွားတဲ့ line တစ်ချောင်းရှိမယ် and p ရဲ့ perpendicular တောင်မှကြမယ်ဘသူနဲ့လဲ the line နောက်ကဒီ equation เนาะဒါဆိုရင် d ဒါ equation နဲ့ပေးတာเนาะ point ကို point ကို equation line ရဲ့ equation ပုံစံနဲ့ပေးထားတယ်ဒါဆိုရင်ဒီချက်တို့ဒါက line တစ်ကြောင်ပြီးရင် d point ကိုဖြတ်လာတာက line တစ်ကြောင်เนาะအဲ့ဒီ line နှစ်ကြောင်ဟာတဲ့ဘာဖြစ်နေတာလဲလဲ perpendicular ဖြစ်နေမယ်ဆိုရင်တဲ့အဲ့ဒီ line ရဲ့နော် perpendicular ဖြစ်နေသော line ရဲ့ equation ကိုရှာပါလို့မိတာဖြစ်တယ်ဒါဆိုရင်ဒီချက်တို့ပုံလေးနဲ့ကြည့်ရအောင်เนาะပုံလေးနဲ့ကြည့်မယ်ဆိုတော့ ဒါ line တစ်ကြောင်ပြီးရင်နောက်ထပ် line တစ်ကြောင်ရှိပါလိမ့်မယ်ကဲအဲ့တော့ဒီကျွန်တော်မှဒါ line နှစ်ကြောင်ပေါ့နော်အဲ့ဒီ line နှစ်ကြောင်ကဘာဖြစ်နေရလဲ perpendicular တောင်ပန်းကျနေတယ်ဒါဆိုရင်ဒီကျွန်တော်မှ line ဒီဘယ်အမှတ်ကိုဖြတ်လာတာလဲဆိုတော့8 1 10ဆိုတဲ့အမှတ်ကလေးကိုဖြတ်လာတာဆိုတဲ့အတွက် ီတနည်းအားမှာဒီမှာအမှတ်ကလေးတစ်ခုရှိလိမ့်မယ်အဲ့ဒါလေးဒီပါလေ a minus 1 minus 10ဆိုတဲ့အမှတ်ကိုဖြတ်လာတဲ့ line တကြားပြီးရင် x y z equal to the 1 plus 2k comma 2 minus k comma 3 minus 7k ကို coordinate form နဲ့ပေးထားတဲ့ဒီ line လေးအဲ့ဒီ line နှစ်ကြား perpendicular ဖြစ်နေရင်တဲ့အဲ့ဒီဖြစ်နေသော perpendicular ဖြစ်နေသော line ရဲ့ equation ကိုရှာပါလို့ပြောတာနော်အဲ့ဒါဆိုဘယ်နေရာလေးကိုမိတာလဲဒီ line လေးပေါ့နော်ဒီ line လေးရဲ့ equation ကိုရှာပါတဲ့ဘာလို့လဲသူကအမှတ်ကိုပေးထားတယ်နော်အဲ့ဆိုရင်ဒီမှာတချို့တို့ဒီဘက်ကပေးထားတဲ့ line က coordinate form နဲ့ပေးထားတယ်ဆိုရင်အဲ့ဒါကလေးတို့ကဘယ်လိုသိရမလဲဒါဆိုရင်သူရဲ့ formula ဒီ x - kl x x1 plus kl comma y1 plus km comma z1 plus kn လို့ပေးထားတာဒါမရေးပြလဲရတယ်ဒါတိဖို့နော်ဒါဆိုရင်ဒီလို form ပေးထားပြီဆိုကလေးတို့ဒီပေးထားတဲ့ equation မှာဘာတွေတိတယ်လဲဆိုတာလေးကိုစဉ်းစားရမှာအဲ့ဆိုတော့ဘာတွေတိတယ်လဲဆိုရင် x1 y1 z1 တိမယ်ပြီးရင် ln m မတိဘူးလားတိတယ်နော်အဲ့တော့ဒီမှာတချို့ရဲ့ LMMD ဘာလို့ဖြစ်မှာလဲ L က2 M က -1 N က -7 နော်ဒါဆိုရင်တချို့ဒီမှာ L M N တိပြီးသူအတွက်နော်ဒီ line အတွက် LMMD တိသွားတယ်2 -1 -7 เนาะဒါတိတာတွေပေါ့ပြီးရင်ဒီမှာသူ့ရဲ့ point တိတယ် point ကပါလဲ x1 y1 z1 ဒီ1 2 3ဆိုပြီးတော့တိလိုက်တယ်အဲ့တော့ကိုကပေးချက်တစ်ခုကိုမြင်နေဆိုရင်ဘာတွေတိတယ်လဲဆိုတဲ့အချက်ကိုတိရမှာဖြစ်တယ်เนาะကြည့်အဲ့ဒါဆိုရင်ဒီချက်တို့ဒါပေးတဲ့ given line ရဲ့ directive value ကိုကတိတယ် နော်ဒါတည်တယ်တစ်ချက်တည်ပြီတခါပြီးရင်အခုကိုလိုချင်တာကိုကြည့်ကိုလိုချင်တာကအခုအပေါ်ကဒီချက်အပြာအတွန့်ကွင်းနဲ့ရေးထားတယ်စွဲထားတဲ့ line လေးရဲ့ equation ကိုလိုချင်ရင်ဒီချက်တော့ point တည်တယ် point က8 minus 1 minus 10ဆိုတဲ့ point တည်တယ်အတိပ္ပယ်ကတော့ဗာလဲသူက p ဆိုရင်ဒီဟာလေးဒီ q ဖြစ်မှာနော်အဲ့တော့ pq သဘောပေါက်ရလားနော် p Q ဆိုတဲ့ဟာလေးပြန်ဖြတ်လိုက်မယ်เนาะ dy ထားတာလေးနေအဲ့တော့အဲ့လိုအမှတ်တစ်ခုရှိတယ်ဆိုရင်တချို့တို့ d ရဲ့ equation line ကိုချခြင်းရင်ခုနလိုပဲဆိုရင် d line ရဲ့ equation ကိုတုံးမှဆိုရင်ဘာတွေသိဖို့လိုမှာလဲ အခုကိုလိုချင်တဲ့ line ရဲ့ဘာလို့လို့မလဲ directive value လို့ပဲ directive value တိတယ်ဆိုရင်ဒီချက်တို့မှာရှိတဲ့ point နဲ့ဆိုရင်ဒီ equation ကိုရေးလို့ရသွားလားမရသွားဘူးလားရသွားတယ်အဲ့တော့ရှာရမှာဒီအရင်ဆုံးကိုလိုချင်တဲ့ require line ရဲ့ directive value ရှာမယ်ရပြီဆိုရင်ဒီချက်တို့အဖြေ equation line ရေးလို့ရသွားပြီပေါ့ဒါကိုတွက်ရမယ်တွက်နည်းနော်အဲ့ဒါဆိုရင်တိတာတွေတုံးမယ်ဆိုတဲ့အတွက်အခုတိချက်တော့မှသူက point အနေနဲ့ပေးထားတာဖြစ်တဲ့အတွက် နော် point အနေနဲ့ပေးထားတာဖြစ်တဲ့အတွက်ဒုတိယ line ရဲ့ဓာလေးက x ဓာလေးက y ဓာလေးက z နော်ဒါ xyz equal လို့ပေးထားတာမဟုတ်လားနော်အဲ့ဒါဆိုရင်သူကဒါဒုတိယ point ရဲ့ဓာကို q လို့မြင်လိုက်ရင် q ရဲ့ xyz ကဒါနော်ပြီးရင် p ရဲ့ xyz ကဒါဒါဆိုရင်တခြားတို့သူ့ကို directive value တွက်လို့မရအောင်လားအခုအပြာနဲ့တွက်ထားတဲ့နေရာမှာ ရမယ်နော်အဲ့ဒီ directive value လိုချင်ဘာလို့ပြင်မလဲ pq ဆိုရင် q တဲက p ကိုနှုတ်မယ်ဒါဆိုရင်သူ့အတွက် directive value ရပြီရရင်ဘာဆက်လုပ်ရမလဲဆိုတာလေးကိုဆက်ကြည့်မယ်အဲ့ဒီထိနားလဲပြီလားနားလဲပြီနော်ကဲအဲ့ဒါဆိုတချို့ဆက်တွက်တော့မယ်ပေးတာလေးကိုတချို့ချရေးလိုက်အောင်နော်ပေးတာလေးချရေးမယ်ဆိုတော့ကိုတိတာကိုအရင်ရေးမယ်ဆိုရင် directive value of the given line ပေါ့နော်ဒါတိတာလေးတိတာလေးအရင်ချရေး directive value of the given line เนาะပေးထားတဲ့ line ပေးထားတဲ့ line ရဲ့ directive value ဟာပေါ့เนาะ r ဘာဖြစ်မလဲပေးတဲ့အတိုင်းလေးရေးလိုက်ခုနရေးထားပြီး do minus 1 minus 7ဒါကဒီစရ directive value တိပြီတိပြီဆိုရင်ဒါပထမတစ်ခုတိတာဖြစ်တဲ့အတွက်ဒါလေးက l1 m1 n1 ဖြစ်မယ်လို့တိလိုက် နော်ဒါတစ်ခုရပြီနော်ကဲဒုတိယတစ်ခုဒုတိယတစ်ခုကကျတော့တချို့ကဒါလေးကလိုချင်တဲ့ line မှာလာအဲ့ဒီလိုချင်တဲ့ line ရဲ့ directive value ရှာခြင်းရင် q တဲက p ကိုနှုတ်မှာဆိုတော့အောက်ကနေအပေါ်ကိုနှုတ်ရအောင်နော်အောက်ကနေအပေါ်ကိုနှုတ်မှာဆိုတဲ့အတွက်ဘလို့ဖြစ်သွားမလဲလိုအပ်တော့ directive value လို့ရေးမှမို့လို့ directive value of လိုအပ်တော့ဆိုတော့ require line ပေါ့နော် require line r ဘာဖြစ်မလဲအောက်ကနေအပေါ်နှုတ်မယ်နော် q ရဲက p ကိုနှုတ်ဆိုတဲ့ပုံစံမျိုးဖြစ်မှာဖြစ်တဲ့အတွက်သူ့ရဲ့ခွင်းလေးဒီတောင်ခွင်းဖြစ်အဲတောင်ခွင်းမဟုတ်နော်အချွန်လည်းဖြစ်မယ်1 2k ရဲက8ကိုနှုတ်မယ်နော်ဆိုတော့1 2k minus 8ဒါတခုเนาะပြီးရင် y နှုတ်မယ် y နှုတ်မယ်ဆိုရင်2တဲကနေ minus 1ကိုနှုတ်ပါအဲ့ဆိုတူတဲ့ကဆိုတာက2 minus k ပေါ့နော်2 minus k minus minus 1ဆိုတော့ plus 1 comma နောက်က3 minus 7k တေက minus 10ကိုနှုတ်ဆိုတော့ plus 10เนาะကြည့်ဟုတ်ပြီအဲ့ဒါဆိုတိတယ်ဆိုတဲ့ဟာလေးကိုတစ်ချက်ပြန်ဖြတ်လိုက်တော့မယ်เนาะဒါလေးကတိပြီးသွားပြီ ရေးပြီးသွားပြီပေါ့နော်ရေးပြီးသွားပြီကဲဟုတ်ပြီအဲ့ဒါဆိုအခုတခြားတို့ directive value လေးကိုဒါလေးရသလောက်လေးနည်းနည်းရှင်းလိုက်ရရသလောက်လေးနည်းနည်းရှင်းလိုက်ဆိုတော့ equal to နဲ့သွားမယ်1 8နော်1 8ဆိုတော့ဘာဖြစ်ပါ minus 7ဒါဆိုတော့ 2k minus 7 comma 2 plus 1ဆိုတော့3ဆိုတော့ minus k plus 3ဘယ်ဟာရှေ့ထပ်ထားရရနော်3 plus 10ဆိုတော့13နော်13 minus 7k ကဲဒါဆိုရင်အခု teacher တို့ရဲ့လိုအပ်တဲ့ equation အတွက်နော် line ရဲ့ equation အတွက် directive value တီးပြီတီးတော့ညာလဲဒါ gain ဖြစ်အနေနဲ့ teacher တို့တီးလိုက်လာမတီးသေးဘူးဘာတွေမတီးတာလဲ k တွေမတီးဘူး k တွေတီးမှသာလဲ x y z ကိုအတီးကြတီးမှာ ဟုတ်လားအဲ့ဆိုတော့အခုကခေရှာဖို့လိုသွားပြီခေရခဲ့ပြီဆိုရင်ကိုလိုချင်တဲ့ directive value ကိုရပြီအဲ့ဆိုတော့ခေရှာမယ်ဆိုတော့ page ချက်နောက်တစ်ချက်ကို ကြီးလိုက်တော့အခု teacher ရဲ့ line နှစ် line လေးဟာဘာဖြစ်နေရလဲ down man ကျနေတယ်အဲ့ဆိုတော့ down man ကျနေတယ်ဆိုရင် တောင်းမကြနေတယ်ဆိုရင်အဲ့ဒီ line တစ်ခုရဲ့တောင်းမကြပုံလေးနည်းကိုတုံးလို့ရတာဖြစ်တဲ့အတွက် L1 L2 plus M1 M2 plus N1 N2 equal to the 0ဖြစ်တယ်။ဘာကြောင့်လဲ? perpendicular ဖြစ်ပြီးသားမဟုတ်လို့။ဒါဆိုရင်ပေးထားချက်လေးဒီ L1 M1 N1 ဆိုရင်ကိုအခုရှာလိုက်တဲ့ require line ဒီပါဖြစ်မှာလဲ L2 M2 N2 ဖြစ်ပါနော်။ဒါဆိုရင်အခု teacher တို့က ဘာဖြစ်တာကိုသုံးမှလဲဆိုတော့ perpendicular ဖြစ်နေတဲ့တစ်ချက်ကိုသုံးလိုက်ရင်ခေတံဘိုးထွက်လာမှာဖြစ်တယ်နော်ဒါကြောင့်မလို့အဲ့ဒါလေးကိုသုံးချင်တာဖြစ်တယ်ဆိုတော့ဘယ်လိုရေးမလဲ sinks the two lines are perpendicular ပေါ့နော်ကိုသုံးမှဆိုပြန်ရေးပေးလိုက် sinks the two line are perpendicular မြင်းနှစ်ကြောင်းဟာတောင်းမကျနေတာဖြစ်တဲ့အတွက် L1 L2 plus M1 M2 plus N1 N2 ဒီ0နဲ့ညီတယ်เนาะဒါတီချာတို့ formula တည်ပြီးသားဒါဆိုရင်ခုနကတည်ထားတဲ့ L1 L2 လေးကိုမြောက်မှာဖြစ်တဲ့အတွက်2 into 2k minus 7เนาะ2 into 2k minus 7 plus เนาะနောက်တစ်ခုနောက်တစ်ခုက minus 1 into minus k plus 3 minus 1 n2 minus k plus 3 plus n1 n1 ကမိုင်းနပ်7 into 13 minus 7k 13 minus 7k equal to 0အဲ့တော့ဒါလေးကိုရှင်းမယ်ဝင်မြောက်လိုက်ဆိုတော့ 4k minus 944 plus minus minus or plus plus key နော် minus 1နဲ့ဝင်မြောက်ပါနော် plus key minus 3 minus 7နဲ့ဝင်မြောက်မယ်ခွန်321ခွန်တလီခွန်ဆိုတော့91ပေါ့နော် minus နဲ့မြောက်တာဖြစ်တဲ့အတွက် minus 91ပြီးရင်ဒါနောက်နဲ့မြောက်တာခွန်ခွန်လေးက49ဆိုတော့ plus 49 k ပါမယ်နော် equal to 0ဆိုတော့ k လေးကိုကြည့်မယ်ဆိုတော့ဒီက k ရဲ့49ရဲ့ဆိုတော့50ရှေ့မှာ 4k ဆိုတော့ 54k เนาะပြီးရင်ဒီမှာ91 61ဆိုတော့3နဲ့ဆိုတော့3နဲ့ဆိုတဲ့အတွက်64เนาะ64ဆိုတော့74နဲ့ဆိုတော့50နဲ့အဲ64 140 108ပေါ့နော်108ကလက္ခဏာဒီဘာဖြစ်သွားမလဲ minus ဖြစ်သွားမယ် minus 108နော်ကယ်ကူလေတာနှိပ်လဲရတယ်နော်ကလေးတို့108 equal to 0ဒါဆိုဒါလေးကိုပဲရွှေ့လိုက်ရင်ဒီမှာ 54k equal to the 108ဆိုတော့ k equal to the 54ဟိုဘက်ကိုသွားစားမှဖြစ်တဲ့အတွက်၄နှစ်လီ၈ဆို54နှစ်လီပေါ့နော်ဆိုတော့နှစ်လီ ဆိုတော့ခေကတူရသွားပြီ။ဒါဆိုရင်အခုတချို့ရှာနေတာဒီ directive value ဖြစ်တဲ့အတွက်ဒီမှာခေတိသွားပြီဆိုရင်ကိုလိုချင်တဲ့ directive value ကိုမလိုလို့ရပြီရေးလို့ရပြီဒီမှာလာထည့်မယ်နော်။ဒီမှာလာထည့်ရင်ခေတန်ဖို့ထည့်လိုက် directive value ရသွားပြီ။ဒါကြောင့်မလို့ directive value or require line ဆိုပြီးအဖြေထုတ်မယ်နော်။ directive value or require line နော်အဲ့ဒါဆိုရင်ကိုတိတာလေးရေးမယ်ခီလာထဲမှာနော်ခီလာထဲမှာဖြစ်တဲ့အတွက်ခီရ2မို့လို့ဒီမှာ2ထည့်လိုက်ရင်2 into 2 7ဖြစ်မှာပေါ့နော်2 into 2 minus 7ပြီးရင်အနောက်ကိုကြည့် comma နောက်တစ်ခုကကြတော့ minus 2 plus 3ဖြစ်မှာเนาะ minus 2 plus 3 comma နောက်တစ်ခုထည့် နောက်တစ်ခုက13 minus 7 into 2နော်13 minus 7 into 2ကဲအဲ့ဒါဆိုရင်ကျွန်တော်ဒါလေးကိုရှင်းလိုက်ရင်ကိုလိုချင်တာလေးရပြီပေါ့နော်ဆိုတော့နှစ်နဲ့လေး4ဆိုတော့ minus 3ဖြစ်မယ်ပြီးရင် minus 2ဆိုတော့ plus 1ဖြစ်မယ်နောက်က9 4 14ဆိုတော့13နဲ့က13အဲ14နဲ့က13ဆိုတော့ -1 ဖြစ်မယ် ဒါဆိုရင်ကိုလိုချန်နဲ့ဒါရိုက်တစ်ဗယ်လူဒီ -31 -1 ရသွားပြီရသွားပြီဆိုရင်ဒီချေတို့ရဲ့ equation of the line လေးကိုရေးလို့ရပြီเนาะဒါဆိုတော့ therefore that equation of the line เนาะ the line equation of the line is ကနှစ်ခုရေးလို့ရတဲ့အတွက်ဒီချေ coordinate form နဲ့ပဲရေးမှာဖြစ်တဲ့အတွက် x, y, z equal to the x1 kl နော်ဒါဆိုရင် x1 ကပထမဖြတ်လာတဲ့ point နော် x1 ကဒီဟာလေးနော်ဒီဟာလေးက x1 ဒီ8 8 kl ဆိုတော့အခုတည်တဲ့ directive value သုံးပါနော်အဲဆိုရင်ဘယ်လိုဖြစ်သွားမလဲခုတည်တဲ့ directive value ဆိုတော့ဒါကိုသုံးပါနော် l1 က -3 ဖြစ်မှာဒါကြောင့်မလို့ a -3 k လို့မသုံးတော့ d လို့သုံးလိုက်မယ်နော် comma ပြီးရင် နောက်တစ်ခု k တို့ k တို့ d တို့ s တို့သုံးလို့ရတယ်နော်ဒုတိယတစ်ခုကကြတော့ point က -1 နော် minus 1ဆိုတော့အလယ်မှာ1ဖြစ်တဲ့အတွက် minus 1 plus 1 d မို့လို့ plus d comma နောက်တစ် point ကြည့်နောက်တစ် point z က minus 10เนาะ minus 10ဆိုတော့ဒီမှာ minus 1မို့လို့ minus 10 minus d ပေါ့เนาะတွင်ပြန်ပိတ် ရမယ်နော်။ကဲအဲ့ဒါဆိုရင်ဒါ teacher ရဲ့ equation line လေးကိုရသွားပြီ8 3t comma -1 t comma -10 -t ပေါ့။ဒါဆိုပထမမေခွန်းပြီးသွားပြီ။မေခွန်းဆက်ကြည့်ရအောင်။နော်အဲ့ဆို teacher တို့ဘယ်အထိပြီးသွားပြီလဲ။တပိုင်းပြီးသွားပြီမေခွန်းကအပေါ်တပိုင်းဒီအထိရှင်းခဲ့ပြီနော်။ဒီအထိပြီးပြီ။ကဲအောက်မှာဆက်ကြည့် find also the point of intersection of two line ဒီ နှစ်ခုရဲ့ intersection မှတ်ကိုရှာပါတဲ့ဒါဆိုရှေ့မှာသင်ခဲ့ပြီးသားဒီချက်လို့เนาะနှစ်ခုတောင်းမှတ်ကြရတယ်ဆိုရင် intersection ဒီမှာဖြတ်တဲ့အမှတ်ရှိမှသာနဲ့ဒီချက်လို့မှာဘာဖြစ်မှာလဲတောင်းမှတ်ကြမကြစစ်လို့ရမှာဒီမှာတော့တောင်းမှတ်ကြပြီးပြီဖြစ်တဲ့အတွက်အဲ့ဒီနှစ်ခုထိနေတဲ့အမှတ်ကိုရှာခိုင်းတာဒါဆိုရင် intersection point ရှာရတယ်ဆိုရင်လည်းခုနကပြောပြီးပြီပါလေဖြတ်မှတ်ကိုရှာတင်တယ်ဆိုရင်ဒီမှာ point ကမလုတ်ပြီးသား ရှိပြီးသားဘလောက်မှမတိတာအခုခေတိခဲ့ပြီမဟုတ်လားခေထဲလိုက်ရင်တီချာတို့ရဲ့ point လေးမရသွားဘူးလားရသွားပြီပေါ့သဘောပေါက်ရလားနော် point ကရှိပြီလေ coordinate form နဲ့တီချာတို့ရှာခဲ့တယ်မဟုတ်လားအရှိမ point of intersection ရှာခြင်းအခုကကျတော့ तू က equation form နဲ့ပေးထားပြီးသားဖြစ်တဲ့အတွက်ခေထဲလိုက်ရင်တီချာတို့ရဲ့ဒီနာကဖြတ်မှတ်ကလေးကိုရသွားမှာဖြစ်တယ်ရပြီနော်ဆိုတော့1 2k မှာ k နေရာမှာ2ထည့်မယ် ဒါကြောင့် the require point of intersection ပေါ့နော် q u i r e g require point of intersection intersection is နော်ဆိုတော့ point ထဲမှာဆို 1+2k ဆိုတဲ့အတွက်အဖြေတန်းရေးလို့ရတယ်ကလေးတို့နော်ချက်ဒီနားမှာလာထည့်ပြလိုက်မယ် 1+2k ဆို2ထည့်လိုက်တော့နှစ်နှစ်လီလေးလေးဆိုတော့ဘယ်လောက်ဖြစ်သွားမလဲ5ဖြစ်သွားမှာပေါ့ပထမတစ်ပိုင်းอ่ะเนาะ104က5ဖြစ်မယ်ကော်မာဒီမှာ2ထည့်2 2ဆိုတော့0 2ထည့်ရင်ခုနှစ်လီက14ဆိုတဲ့အတွက်3နှုတ်လိုက်တော့17ဖြစ်သွားမှာပေါ့เนาะအဲ့ဆိုတော့ -11 ရမလားဆိုတော့5 0 -11 ရပါเนาะ5 0 -11 ရဆိုတော့5 0 -11 ရဆိုတော့5 0 -11 ရပါเนาะ5 0 -11 ရဆိုတော့5 0 -11 ရပါเนาะ5 0 -11 ဒါပဲရပြီလား ကဲဟုတ်ပြီအားကြောင့်ဒီချက်ထပ်ပြောပါမယ်နော် theory အပိုင်းရဲ့ notes အပိုင်းရဲ့ကိုတီချာရဖို့လိုပါတယ်အဲ10နဲ့11ကလည်းအဲ့ဒီအတိုင်းပဲဖြစ်တယ်ဒီချက်တို့ grade 10နဲ့ grade 11ပြီးတော့သင်ချတဲ့နေဆိုတာဟာအခြေခံကြကြနဲ့တွက်နည်းတွေ method တွေရဲ့ဒီ theorem တွေရဲ့ တင်ချာရဲ့လှုပ်ထုံလုံးကြီးတွေကိုဂါဂနာနာတိခဲ့ရင်ဒီတင်ချာကိုမဖြစ်နိုင်ကြအကြောင်းမရှိဘူးအဲ့တော့ဒီပုပ္ပစာအလွတ်မှတ်တဲ့အကျင့်ကြီးပါလာတာဖြစ်တဲ့အတွက်မရတာဖြစ်တဲ့ grade 12မှာကတော့အလို့ကျင့်ရင်မရဘူးဘလို့မှမဖြစ်နိုင်ဘူးဖြစ်နိုင်မှာမဟုတ်ဘူးမေကွန်ပြောင်းသွားရင်လည်းနားလဲမှာမဟုတ်ဘူးနည်းနည်းလေးပြောင်းရင်ကိုနားလဲမှာမဟုတ်ဘူးဒါကြောင့်မလို့ဒီချက်အကြံပေးချင်တာက တိချက်တင်ထားတာရှေ့မှာလဲ notes တွေတိချတင်ထားပြီးတယ် notes တွေ example တွေကိုတိချတင်ထားပြီးတာဖြစ်တဲ့အတွက်အဲ့ဒီ notes နဲ့ example တွေကိုတိချကာကနနနားလဲအောင်နားထောင်ပါတစ်ခေါက်နဲ့မရရင်နှာခေါက်သုံးခေါက်နားထောင်ပါအဲ့ဒါကြည်သွားခဲ့ပြီဆိုရင် exercise တွေမေးခွန်းတူတာဖြစ်ပါတယ်ကိုကိုချတွက်ကြည့်လို့ရမရကြည့်လို့ရတယ်ပြီးတိချက်တင်ထားတာကိုလည်းဆက်ကြည့်လို့ရပါတယ်ဒါဟုတ်ပြီနောက်ထပ် exercise တွေကိုဆက်ဆောင်ကြည့်ပြီးပါအားလုံးမင်္ဂလာပါ